အီရန်နိုင်ငံရဲ့အကြီးဆုံးကုသန်းရောင်းဝယ်ရေးစိတ်ကဲမှာလူခုနစ်ဆယ်တည်ဆုံးခဲ့ရတဲ့ကြီးမားတဲ့ပောက်ကွဲမှုအတွက်အီရန်ပြည်ထရေးဝန်ကြီးကအေပီလ28ရက်နေ့မှာပေါ်ဆောင်မှုကိုအပြစ်တင်ခဲ့ပါတယ်။ပောက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက်နှစ်ရက်ကြာသည့်အထိမိသက်သမားတို့ကမိများကိုနှိမ့်သက်နေရဆဲဖြစ်ပါတယ်။ပောက်ကွဲမှုဟာအေပီလ26ရက်နေ့မှာဗျူဟာမြောက်ဟော်မူရေလက်ကြားအနီးအီရန်တောင်ပိုင်းရှိ ရှာဟစ်ရာဂျာအီစိတ်ကဲမှာဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ ဟော်မူရေလက်ကြာဟာတကဘာလုံးရေနဲ့ထုတ်လုပ်မှုရဲ့ငါးဖို့တပုံရှိတဲ့ရေနံတို့ဖြတ်တန်းတဲ့ရေလက်ကြာဖြစ်ပါတယ်။သေဆုံးသူစုစုပေါင်း80အထိရောက်သွားတာဟာကံမကောင်းတာပါဘူး။မိသားသမားတွေလှုပ်တာကင်တာတို့ဟာလည်းနောက်ဆုံးဆင်းကိုရောက်လူနေပါပြီလို့စိတ်ကန်းတီရှိရာဟော်မော့ဂျမ်ပီနေရဲ့အကြက်တဲစီမံခန့်ခွဲမှုဒါရိုက်တာမဟာတဟာဆန်ဇာဒတ်ကအစိုးရရုပ်တံကိုပြောကြားခဲ့ပါတယ်။ လူတထောင်ကျော်တရားရခဲ့တယ်လို့တာဝန်ရှိသူများကပြောကြားခဲ့ပါတယ်။တရားရသူများတွေကအချို့ဟာကုသမှုခံယူပြီးရဲ့နောက်ဆေးရုံမှဆင်းသွားကြပြီလို့ဆိုပါတယ်။လက်တည်တရားခံတွေကိုဖော်ထုတ်ပြီးဆင့်ခေါ်ရမှာဖြစ်ပါတယ်။ပောက်ကွဲမှုဟာအာဏာချက်တွေကြောင့်ဖြစ်ရတာဖြစ်ပါတယ်။ဘေးကင်းရေးသတိပေးချက်တွေကိုမလိုက်နာတာပေါ့ဆတာတို့ပါဝင်နေပါတယ်လို့ပြည်내ရေးဝန်ကြီးကပြောကြားခဲ့ပါတယ်။